အင်္ဂလိပ်တပွဲအတွက်ယူရို3သိန်းထိပေးရမိပါစီလိုနာစပိန်လာလီကာကလပ်ဘာစီလိုနာအသင်းဟာသူတို့အသင်းရဲ့အင်္ဂလိပ်သစ်မပြည့်တဲ့တဲ့အတွက်အိုလံပစ်ကွင်းကို၅ရက်အသုံးပြုရမှာဖြစ်တဲ့အတွက်တပွဲယူရို3သိန်းထိပေးချေရမှာဖြစ်ကြောင်းသိရပါဗျ။ဘာစီလိုနာအသင်းဟာသူတို့အသင်းရဲ့ကွင်းသစ်ကြီးအခုလအတွဲမှာဖွင့်လှစ်ဖို့ပြင်ဆင်ထားပေမယ့်မပြီးဆုံးသေးတာကြောင့်အိုလံပစ်ကွင်းကိုဒီနှစ်ကုန်အထိ၅ရက်အသုံးပြုရမှာဖြစ်က PSG နဲ့ပထမဆုံးကစားမှာဖြစ်တဲ့ ကွင်းငိုင်းကအပြင်တပွဲယူရို3သိန်းအထိပေးချေရမှာဖြစ်တယ်။ဘာစီလိုနာအသင်းဟာပြီးခဲ့တဲ့ရက်ပိုင်းကဘာစီလိုနာအာနာပိုင်တွေထံသူတို့အသင်းရဲ့ကွင်းသစ်ကြီးမှာပရိသတ်2500နဲ့အသုံးပြုဖို့တင်ပြခဲ့ပေမယ့်လုံခြုံရေးအခြေအနေကြောင့်ပယ်ချခဲ့ကြောင်းသိရပါဗါး။ဒါကြောင့်ဘာစီလိုနာအကြိုက်နေကြောင်းသိရပါဗါး။ဘာစီလိုနာအသင်းဟာပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့အသင်းရဲ့အမျိုးသမီးအသင်းအိမ်ကွင်းမှာကျင်းပခဲ့ကြောင်းသိရပါဗျ။ဒါပေမဲ့ဒီကွင်းဟာပရိသတ်6000သာစံသည့်အတွက် ဥရောပနဲ့လာလီဂါရဲ့သက်မှတ်ချက်နဲ့မညီမျှတာကြောင့်ဒီကွင်းကိုဆက်လက်အသုံးပြုခွင့်မရခဲ့ပါဘူး။ဒါကြောင့်စပိန်ပိုလန်ပြည်ကွင်းကိုငှားရမ်းအသုံးပြုမှာဖြစ်တယ်။ဒီကိစ္စကြောင့်ဘာစီလိုနာဟာကွင်းသစ်မှာဝင်ဝင်မရခဲ့တဲ့အပြင်ကွင်းငှားရမ်းကအတွက်လည်းကုန်ကျမှာဖြစ်ကြောင်းသိရပါဗျ။